အားလုံးပဲမင်္ဂလာပါအနွားဟင်းရဲ့ Facebook နဲ့ YouTube Channel ဒီကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတနားရီခွဲမှာတော့ကျွန်တော်တို့တွေချစ်တဲ့စက်တယ်လေးတဲ့အား Bruno Fernandes ပြီးတော့ Portuguese ငစင်ကဖြစ်တဲ့ Diego Dalot နဲ့ဒါကျွန်တော်တို့ Manchester United ပြိုင်သက်တွေရဲ့ဂုံကြီးဒါ CEO တို့တို့ရှိတယ်ပေါ့နော် Portuguese အသင်းနဲ့ Germany တို့ရဲ့ Nation League A Semi Final ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲကြိုခံမှန်းတုံ့တက်ချက်လောက်ရမယ်ဆိုရင် လက်ရှိဂျာမနီအနေနဲ့ပေါ်တူဂီကိုသူတို့ရဲ့အိမ်ခွင်းမှာကန်ရမှာဖြစ်တဲ့အတွက်တည်ရည်အပြည့်ရှုံးဆိုတဲ့ဂျေးလောက်ထိပြီးထားတယ်။တည်ရည်ကြရင်အပြည့်ရှုံးမယ်၊နိုင်မှအပြည့်နိုင်မယ်ဆိုတဲ့ဂျေးပေါ့နော်။ဂိုးပေါင်းကြီးကတော့၃ဂိုးသင်းမှအပြည့်နိုင်မယ်ဆိုတဲ့ဂျေးပေးထားပါတယ်။လက်ရှိဂျာမနီရဲ့ခြေစံလက်ရှိဂျာမနီရဲ့ပုံစံအနေဒါနေရတော့ပေါ်တူဂီကိုသူတို့ရဲ့အိမ်ခွင်းမှာ နိုင်သွားလောက်တယ်ဆိုပေမဲ့ကျွန်တော်ကတော့ဒီကနေ့ညမှာဘာကြောက်မဲဖြစ်ဖြစ်ပေါ့နော်ဒါပေါ်တူဂီကိုပဲအားပေးခြင်းပါတယ် အဓိကအကြောင်းပြချက်ကတော့ခုနလိုမျိုးကျွန်တော်တို့တွေကိုပေါ့နော်လာလက်ရှိသူတို့အင်းနဲ့ sorry လေးရနေပြီးတော့တန်း200တိပေးပြီးတော့ခေါ်ထားတယ်တန်း200တိပေးပြီးခေါ်ထားရုံမကလို့မင်းကမေးဘလောက်ပဲပေးပြီးငါကတော့ United မှာပဲနေမှာပါဆိုတော့ Bruno Fernandes ရှိနေတာကတချောင်းပြီးတော့ကိုရီးယားနောက်ထပ် Portuguese ငစင်ကလေးရှိနေတာတချောင်းနဲ့နောက်ထပ်အဓိကအကြောင်းပြချက်ကတော့ Ronaldo ပေါ့နော် ရော်နယ်ဒိုကိုကျွန်တော်တို့အတင်းကိစ္စတွေအရာကကျွန်တော်တို့တွေလိုမျိုး United တန်ဟက်ဖန်ဒီနေနဲ့ချစ်တီပဲဖြစ်စေမချစ်တီပဲဖြစ်စေရော်နယ်ဒိုက Manchester United ကစားသမားဟောင်းတယောက်ဖြစ်ခဲ့တယ်ရော်နယ်ဒိုက Manchester United နဲ့အတူ Champion League Manchester United နဲ့အတူ Volunteer ရောရခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်ဖြစ်တယ်တော့ကျွန်တော်တို့အနေနဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်စိတ်ကောက်လဲခဏစိတ်မကောက်လဲခဏအနေနဲ့ကျွန်တော်တို့အနေနဲ့အများအားတော့ချစ်နေကြတာပဲအဲ့တော့ဒီကနေ့ကြပွဲစဉ်ကလည်းဒါလက်ရှိ ဒီကနေ့ညကံမယ်ဗျာဒီကနေ့ညကံပြီးနိုင်မယ်ဟိဆိုရင်နောက်ထပ်၈ရက်နေ့ည၉ရက်နေ့မနက်နောက်ထပ်၄ရက်လောက်နေဒါဆိုရင်နောက်ထပ် final ကံမယ်ပေါ့နော် final ကံပြီးနိုင်တဲ့အသင်းကဒါ Nation League အနိုင်ငံတကာဖလားတီတွေရဲ့တလုံးဖြစ်တဲ့ Nation League A ကိုဒါသူတို့နဲ့စုကူးနိုင်မယ်။အဲ့တော့လက်ရှိ Ronaldo အကြောင်းကိုတွေးမယ်ဟေ့ဆိုလေ Ronaldo အနေနဲ့သူ့ဘာသာသူဘလောက်ပဲစိတ်ဆောင်သည်ပဲဖြစ်စေဘလောက်ပဲထပ်ပြီးတော့ကြိုးစားနေပါစေထပ်ပြီးတော့ရုန်းကန်နေပါစေပေါ့နော်လက်ရှိ Portugal ရဲ့အနေအထားအရ ပြီးတော့သူ့ရဲ့လက်ရှိအသက်အရွယ်ဘိုင်းချာရကဒီဖလားကဒါသူ့ရဲ့နောက်ဆုံးဖလားဖြစ်ချင်းလည်းဖြစ်နိုင်တယ်မဖြစ်ချင်းလည်းမဖြစ်နိုင်ဘူးပေါ့နော်ဒါလက်ရှိ2025ဆိုတော့ဒါလက်ရှိဒီနှစ်မှာဖလားရမယ်ပြီးတော့2026နောက်နှစ်တစ်နှစ်လောက်ကမ္ဘာဖလားလောက်ကိုသူရအောင်ဝန်ကန်ခဲ့မယ်ဝန်ကန်နိုင်ခဲ့မယ်ဟိတ်ဆိုရင်လည်းကန်တော့ကန်ပြစ်လောက်ပါတယ်ရော်နယ်ဒိုရဲ့ဆေးရော်နယ်ဒိုရဲ့ခံယူချက်တီအရာကဒီနှစ်လည်းအရှုံးပေးမှာမဟုတ်သလိုနောက်နှစ်လည်းအရှုံးပေးမှာမဟုတ်တဲ့အတွက်ဒါဝင်တော့ဝန်ကန်လောက်တယ်ဆိုပေမဲ့လည်း ဘာပဲပြောသူ့ရဲ့နောက်ဆုံးအနာယူခံဒီနှစ်ကာလအပိုင်းခြားတွေမှာတော့ဒီဖလားလေးကိုတော့ကျွန်တော်အနေနဲ့ရသွားစေချင်တယ်။လက်ရှိတော်တော်များချီးကျူးနေခဲ့တဲ့ပေါ်တူဂီရဲ့ကစားသမားတွေဖြစ်တဲ့ပေါ့နော် PSG မှာကန်နေခဲ့တဲ့ကောင်းတွေဖြစ်တဲ့ဂျောင်ဒီဘတ်တို့ဘီတင်ဟာတို့နူတို့မန်ဒက်စ်တို့ဂွန်ကာလိုရာမိုတို့အနေနဲ့လည်းပြန်ပြီးတော့တက်လူတွေဖြစ်နေပြီး ဘရူနိုဖာနန်ဒက်ဒီအေကိုဒါလောလို့အနေနဲ့လည်းလက်ရှိရှိနေသေးရဲ့အနေထားမှာလက်ရှိပေါ်တူဂီအနေနဲ့ပေါ့နော်ဒီလိုအစူးဖွဲ့လေးနဲ့ဒါ2018 2019တုန်းကရော်နယ်ဒိုတို့ယူခဲ့တဲ့ Nation League ဖလားကိုပဲဒီလက်ရှိ2025ခုနှစ်အကြာမှာနောက်ထပ်တစ်ချိန်ပြန်ယူနိုင်မလားမယူမနိုင်မလားတော့စောင့်ကြည့်ရမယ်လရှိဂျာမနီရဲ့အိမ်ကွင်းမှာတော့ကန်ရမယ်ဂျာမနီလိုအသေးနဲ့ကန်ရမယ်ဖြစ်တဲ့အတွက်ပေါ်တူဂီအတွက်မလွယ်ကူဘူးဆိုပေမဲ့ကျွန်တော်ကတော့ဖြစ်နိုင်အိုက်ဖလားကိုယူသွားစီခြင်းနဲ့ပေါ့နော် ယူသွားစီခြင်းနဲ့ဆိုမှတချို့ကောင်တွေကအတင်းကိုရောပြန်ရောက်ပြီလားမရောက်ပြီလားတော့မသိဘူးဒီကနေ့ညတော့ဘသူတွေပွဲထွက်မလဲတော့တစ်ချက်ဆောင်းကြည့်ရမယ်ဒါပေမဲ့ဘသူတွေပဲပွဲထွက်တာပါအမှန်တိုင်းပြောရင်တော့ကျွန်တော်ဒီဖလားကိုပေါ်တူဂီကိုပေါ့နော်ဒီတစ်ခေါက်တော့ရသွားစီခြင်းနဲ့လက်ကျန်အတင်းကလည်းတို့တွေနဲ့လက်ရှိဂျာမနီကျန်မယ်ပြီးတော့ပေါ်တူဂီကြံမယ်ပေါ်တူဂီနဲ့ဂျာမနီနဲ့စီမီဖိုင်နယ်ကန်ရမယ်ဟိုဘက်မှာစပိန်နဲ့ပြင်သစ်ရှိနေရဖြစ်တဲ့အတွက်စပိန်နဲ့ပြင်သစ်နှစ်သင်းကိုပေါ်တူဂီအနေနဲ့ကြော်ပြီးဖလားယူဖို့ကတော့ဘယ်လိုပဲတူတူကတ်ခဲမယ်ဆိုတော့ တေချာဗီဇာဆိုပေမဲ့လက်ရှိဂျာမနီကိုတော့ဒီလက်ရှိတကြော်တဲ့ကန်တဲ့ဆီမီဖိုင်နယ်မှာနိုင်အောင်ကန်ပြီးတော့ပေါ့နော်ဖိုင်နယ်လောက်ထိနောက်ဆုံးတက်ခဲ့တဲ့ဟေးဆိုရင်တောင်မဆိုးဘူးလို့ပြောရမယ်အဲ့တော့ဒီကနေ့ညဘလို့ဖြစ်လာနိုင်လဲဆိုရင်တော့ဂိုးပေါင်းကြီးတွေအရာကောင်ပေးထားတဲ့အချက်လက်တွေအရာကောင်ရောရလက်ရှိဒီကနေ့ညမှာတော့ကျွန်တော်အနေနဲ့ပေါ်တူဂီကိုကြိုက်တယ်ဆိုပေမဲ့လေဂိုးပေါ်ရွေးရတော့အကောင်းဆုံးဖြစ်မယ်လို့ တင်ပါတယ် Nation League ရဲ့ပြိုင်ပွဲတွေမှာတော့တို့ရဲ့အနေနဲ့ channel ဟို Euro ပွဲတွေကမ္ဘာပလိုင်းနဲ့မတူဘဲနဲ့တော်တော်လေးမှတော်တော်လေး goal muted တဲ့ဖြစ်တဲ့ပဲဒီပွဲမှာလည်းထပ်ပြီးတော့များ goal များပေါ်လာမလားနှစ်သိန်းပေါင်း3ခု2 1 1 2 1 3လောက်နဲ့ပဲပွဲပြီးမလားတော့တင်နေပေါ့နော်အဲ့လောက်ပဲပွဲပြီးမယ်လို့ထင်ပါတယ်အော်ခူပေါ်ရွေးမယ်ပြီးရင်ပေါ်တူဂီကိုဒီကနေ့ညအားပေးမယ်ဒီကနေ့ညမှာပေါ်တူဂီဘက်ကတော့ကျွန်တော်တို့တီဗီစာကောင်းနေပါပါပဲလူလိုမန်တက်ပြီးရဲ့ကြည်ရလူလိုမန်တက်ပြီးတင်ဟာအလဲမချာဟိုနီးဘတ်တို့ဒါဆေးပါတို့တိုက်စင်မှာကွန်ကွာလို့ရာမိုးတို့ ောက်ဘက်ချမ်းမှာရှိနေရရာဖေးလီယာအိုနောက်ဘက်ချမ်းမှာဒါလော့ပြီးတော့ပေါ်တိုကကိုသမားပေါ့နော်အဲ့ဒီလူတွေပဲပါလာမှာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်ပါဒီကနေ့ကျမှာတော့ Manchester United ရဲ့ Manchester United ကစားသမားတွေဖြစ်တဲ့ Bruno Fernandes ဒီကိုဒါလော့အပြင် Ronaldo လေးကိုလည်းကြောင်ကြောင်လေးအပီးလိုက်ချင်ပါလေဒါသူ့ရဲ့နိုင်ငံတကာ fly မှာလက်ရှိ semi final ဒီဘွဲကံမဲ့နှစ်ဘွဲကံမဲ့ fly ရမယ် ပြီးရင်နောက်ထပ်2026ကမ္ဘာဖလားသူ့အနေနဲ့ဝင်ကန်အောင်ပါပဲမကန်တဲ့ပြောလဲကန်အောင်ပါပဲအဲ့တော့2026ကမ္ဘာဖလားပြီးရင်တော့ရန်နဒိုအနေနဲ့နားဖို့ဆိုတာတော်တော်လေးမှတော်တော်လေးကိုဘယ်လိုပြောမလဲ68ရာခိုင်နှုန်းလောက်တေးကြသွားပြီဖြစ်တဲ့အတွက်ဒီတသိန်းတစ်နှစ်ကတော့အပိလိုက်ကြတာပေါ့အားလုံးပဲစီပါဒီကနေ့ညတနားခွဲကြရင်ကျွန်တော်မောင်တော်ဝဟင်းရဲ့ကိုဟင်း United ပွဲ1 3ညဆိုတဲ့ Facebook group နဲ့အနော်ဝဟင်းဆိုတဲ့ Facebook page မှာဒီအညကံပဲပေါ်တူဂီနဲ့ဂျာမနီတို့ရဲ့ ဒါ semi final ပွဲစဉ်လေးနဲ့ live stream လေးနဲ့တူပေါ့เนาะကြံလေးဆုံးပြပါမယ်ဘိုင်ဘိုင်